အားလုံးပဲမင်္ဂလာပါနော်ကျွန်တော်တို့ဒီတစ်ပတ်16ရက်နေ့ကနေ20ရက်အတွင်းပေါ့နော်တစ်ပတ်စာကျွန်တော်တို့လေးလုံးဝေးသုံးလုံးဝေးနဲ့ကျွန်တော်နေ့တိုင်းကို ပြပြီးတော့ပါမယ်ကျွန်တော်တို့ဒီပြီးခဲ့တဲ့ဘက်ကနော်ဘောတခုနေ့မှာ60ကျောက်တဲထွက်တယ်ပေါ့နော်နောက်ပတ်မှာပါဆင်းလဲဆိုတော့ဟောဒီမှာ3 5ဆိုပြီးဆင်းတယ်ဒီမှာ9နှစ်ဒီမှာ3 6ဒီမှာနှစ်ဘူးဆိုပြီးမှဆင်းတယ် ဘာပြောမလဲဆိုတော့1 3 5 6အခွေပေါ့နော်နေတော့ငါချောက်ပေးစင်း86နဲ့ကျွန်တော်တချိန်စင်းတယ်ပြီးရတဲ့ပတ်မှာစင်းလာဆိုတော့ငါးစင်းနဲ့နှစ်ပူဆိုမှစင်းလာเนาะဒါမဲ့ထပ်စင်းတယ်ဟုတ်ပြီနောက်ထပ်စင်းလာမှာအဲ့ခွေကသူက၄ချိန်တော့စင်းသွားတယ်เนาะပထမတစ်ခေါက်ဟုတ်ပြီကျွန်တော်တို့30အထောင်းနဲ့ရှာလိုက်မယ်30အထောင်းနဲ့ရှာမယ်30ဆိုတော့နောက်နေ့နောက်ပတ်မှာပါစင်းလဲဆိုတော့သူက၅ခုပထမတစ်ပတ်မှာတော့တချိန်ပဲနောက်တစ်ပတ်မှာ၅ခုထပ်စင်းတယ် ငါးဦးထပ်ဆင်းလာမှာသူကပြီးတော့၃6ဆိုပြီးဆင်းတယ်ဒုတိယတစ်ခါမှ၄ချိန်ပေါ့နော်အနည်းဆုံးဒီတစ်ခါမှ၄ချိန်ရတော့ဆင်းနိုင်နေတယ်ဟုတ်ပြီကျွန်တော်နောက်တစ်ဆိုင်နဲ့ပြန်သွားမယ်ကျွန်ဒီ၃ညတည်းထွက်တဲ့ဆိုင်ညညနေပိုင်း၃ညတည်းတဲထွက်တဲ့ဆိုင်ပေါ့နော်၃ညတည်းတဲထွက်မှာတောက်ကြညနေ၃ညတည်းတဲထွက်မှာသူ့ပေါ်မှာ livery 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 ထောက်တာနော်နောက်တစ်ပတ်မှာဗန်ဆင်းလဲဆိုတော့၅ဆင်းနေဆင်းနေ2356ပဲမှာဒီမှာ63ဆင်းနေ ီးတော့နောက်တစ်ပတ်မှထပ်ကြည့်မယ်ဆိုရင်90နေဆင်းတယ်35 35ဆိုပြီးထပ်ဆင်းတယ်ပထမတစ်ပတ်မှာတစ်ချိန်နှစ်ချိန်ဆင်းတယ်ဒုတိယတစ်ပတ်မှာတစ်ချိန်နှစ်ချိန်သုံးချိန်ဆင်းသွားတယ်အော်ဒီမှာနှစ်ပူနဲ့ဆိုရင်၄ချိန်ပေါ့နော်အနည်းဆုံးတော့တစ်ချိန်ကြာနိုင်တယ်အခွေဟုတ်ပြီနေ့3 5 6ဝေရောကျွန်တော်နောက်တစ်ပိတ်နဲ့ပြန်ထွားကြည့်မယ် ကျွန်တော်ပြရတဲ့ဘက်အင်္ဂါနေ့မှာပေါ့နော်၅ဘူး၅ဘူး၅ဘူးကြားတယ်နောက်ပိုင်းမှာညတုံး၅6ဖြည့်စင်းလာဆိုတော့ထပ်ကြည့်လိုက်မယ်56ဆိုပြီးမှတစ်ချိန်စင်းထားတယ်ဒုတိယတစ်ပတ်မှာဒုတိယတစ်ပတ်၅ဘူးလို့ကြားရင်နောက်နောက်နောက်တစ်ပတ်ကိုထပ်ကြည့်လိုက်မယ်ဒီမှာ35ဆိုပြီးမှစင်းတယ်36ဆိုပြီးမှစင်းတယ်ဒုတိယတစ်ခါမှလည်းနှစ်ချိန်တော့စင်းတယ်အဲဆိုတော့ဒီတစ်ခါမှကျွန်တော်တို့နည်းဆုံးတစ်ချိန်တော့စင်းပေးနိုင်ပါတယ် ုတ်ပြီကျွန်တော်ဒါအနည်းဆုံး site သူကြပြီးတဲ့ဟာနော်၅ခုရဲ့ခုနက၃ညသေးရဲ့၈၆ရဲ့30ရဲ့နဲ့ရှားထားပြီးတာပါဟုတ်ပြီအဲဒါတော့လေးလုံးဝင်ပါနော်လေးလုံးဝင်ရပါလေးလုံးဝင်ရပြီးတော့ကျွန်တော်သုံးလုံးဝင်ထပ်ကြည့်မယ်ပေါ့နော်သုံးလုံးဝင်မှာကျွန်တော်ဒီမှာခွန်ကို၈ခွန်နဲ့ဒီမှာ၈ပူတစ်ချက် ခွန်၈ကိုအခွေပေါ့နော်ခွန်၈ကိုအခွေနဲ့ဆင်းထားတယ်ဟုတ်ပြီကျွန်တော်တို့ပြီးရပါ60ထွက်တဲ့ sign နဲ့ပြန်ကြည့်မှာပေါ့နော်60ထွက်ပြီးတော့ sign နဲ့ဒီမှာဆိုရင်၈ကို၈ကိုဆိုရင်မှ၂ချိန်ဆင်းသွားတယ်နောက်တစ်ပတ်မှာ88ဆိုရင်မှ၃ချိန်ဆင်းတယ်ပေါ့နော်အဲဆိုဒီတစ်ပတ်60ထွက်ထားတဲ့အင်္ဂါညနေ60မှာအနည်းဆုံးတစ်ခွက်တော့ပြန်ဆင်းနိုင်တယ်အသုံးလုံးဝေးတယ်ပေါ့နော်လောဆယ်နဲ့ size ရှိပါပြီကျွန်တော်ခုန size နဲ့ပြန်တွန်းမယ် 30ထွက်တဲ့ site နဲ့မှာဒီမှာ89ဆိုပြီးမှာတစ်ချိန်ထွက်ထားတယ်။နောက်30မှာ68ဆိုပြီးမှာတစ်ချိန်ထွက်ထားတယ်။တစ်ချိန်တစ်ချိန်အနည်းဆုံးတစ်ချိန်ကတော့ကြာပြနေတယ်ပေါ့နော်။ကျွန်တော်86ထွက်တဲ့ site နဲ့လည်းထပ်ကြည့်မယ်။သူကဒီဘက်မှာနောက်ပိုင်းမှာ89 89ဆိုပြီးမှာစင်ထားတယ်ပေါ့နော်။ Okay အဲဆိုတော့အနည်းဆုံးတစ်ချိန်ကတော့စင်ပြနေပါတယ်။ ကျွန်တော်တို့အားဆိုရင်ကျွန်တော်ခွန်ရှိပုတ်ခွေကိုထပ်ရေးလိုက်ပါမယ်သုံးလုံးခွေပေါ့နော်သုံးလုံးခွေခွန်ရှိကိုခွေပူပါ အဲ့တော့လေးလုံးဝေးသုံးလုံးဝေးကို site လေး site လေးနဲ့ပြပေးထားပါဘောเนาะကျွန်တော်တို့နောက်ဘက်တွက်နောက်ဘက်လုံးပြနည်းမနဲ့ပြန်တော့ဘောเนาะမနဲ့ပြန်တော့ကိုကျွန်တော်တို့စထိုးရမယ် site ပေါ့เนาะတနည်းလားတနည်းလားအဖွင့်နဲ့မနဲ့ပိုင်းเนาะမနဲ့ပိုင်းကိုအားများတယ်ကျွန်တော်အရှိဗီဒီယိုတွေမှာလည်းပြထားပေးတယ်ကျွန်တော်ဘွေးခွက်တွေရေเนาะပြန်ကြ site လေးတွေပြထားပေးတယ် အဲ့ဆိုတော့ကျွန်တော်အင်ကန်လေးက60ထွက်တယ်60ထွက်တယ်60ထွက်တယ်ဘောနော်60သူတောက်ကြနေမှာ6ဘရိတ်ကြထားတယ်6ဘရိတ်6ဘရိတ်တွေကြလိုက်ခါဆိုတော့သူနောက်တစ်ပတ်သတင်းလာနေမှာဖုံးဖွဲ့နေမှာမနက်ပိုင်းဘောနော်အဲ့ဒီ51က60ဆိုပြီး6ဘရိတ်ပြန်လိုက်တယ်ဒီ60အထောင်းနဲ့ဒီ40နဲ့ကလည်း60အထောင်းနဲ့60ဆိုပြီးပြန်လိုက်ဒီတစ်ချိန်မှာလည်းဒီ3ဘူးက60ဆိုပြီးမှာ 60အထောက်နဲ့60ဆိုပြီးမှထပ်ဆင်းနိုင်တယ်။အာကျွန်တော်တို့ main quad ကို60တက်ွက်တယ်။အဲ60ကကျွန်တော်တို့ဒီအင်္ဂါညနေမှာ60ဆင်းထားတဲ့ site တက်ွက်ထဲနဲ့လာဆိုတော့မဟုတ်ဘူးကျွန်တော်နောက်တစ် site နဲ့ပြပေးမယ်။ခုန5ဘူးเนาะ။5ဘူးထွက်ထားတဲ့ဟာမှာကျွန်တော်တို့အရင်ဘက်ကတော့ကျွန်တော်တို့တောက်ကြနေမှာ60 60ဆိုပြီးမှတော့မမိလိုက်ဘူးเนาะ။ ါတော့သူကဒါမဲ့တနင်္လာနေ့မှာဘာပြန်ဆင်းလဲဆိုတော့ဒီမှာ60ဆိုပြီး3ည6ဆိုပြီးမှဆင်းတယ်ဒုတိယတစ်ဖက်မှာတော့ shift break ဆိုပြီးမှဆင်းတယ် shift break ဆိုတော့6 break ဆိုပြီးမှဆင်းတယ် shift ဘူးပေါ့နော် shift ဘူးက6 break ဆိုပြီးမှဆင်းတယ်သူကတနင်္လာနေ့မှာ6 break ကိုပေးတာအဲဆိုတော့ကျွန်တော်အနည်းဆုံး6 3 6 60မကြရင်တော့ကျွန်တော်6 break ကကြကြမယ်ဆိုင်ကခေါင်းတယ် ပြောမယ်ဆိုရင်ကျွန်တော်တို့တပင်နပင်ထောက်တယ်ဗောနော်ဟုတ်ပြီကျွန်တော်အမနဲ့ပြန်ထိုးရမယ်ဆိုင်လေးကိုတော့တစ်ချက်ကြည့်မယ်မနော်ဒါကတော့86 86ပုဒ္ဓဘုရင်ညနေ86ကြပြီးမှနောက်တစ်ပတ်မှဘာပြန်ဆင်းတယ်လဲဆိုတော့ကျွန်တော်ကကြည့်မယ်ဟုတ်တယ်ကငါးစနစ် 50နှစ်ကဒီနောက်တနင်္လာညနေမှာ50နှစ်ဆိုပြီးဆင်းနေเนาะပြီးတော့အဲဆိုတော့ဒီ65ဆိုတဲ့ခန်းန်းကလည်းကျွန်တော်တို့ဒီညနေတော့မဟုတ်သေး၍မနက်ပိုင်းပေါ့เนาะဆင်းနိုင်တယ်65ပြန်ဆင်းနိုင်တယ်ဒါပေမဲ့သူပေးထားတဲ့ဆိုက်က50နှစ်က50နှစ်ဆိုပြီးမှညနေပိုင်းမှာဆင်းတာအဲ့အတွက်ဒီ65ကတော့65ဆိုပြီးမှညနေပိုင်းမှာထပ်ဆင်းနိုင်တယ် ကျွန်တော်တို့နောက်တစ်ပင်ကိုကြည့်မယ်ပေါ့နော်ဒီကနှစ်ပူ52ရဲ့အောက်ကနှစ်ပူပေါ့နော်နှစ်ပူကနောက်တစ်ပတ်ဗုဒ္ဓဘုရားနေ့မှာနှစ်ပူဆိုပြီးမှဆင်းတယ်အဲ့ဒါဒီ3ည1ကလည်းကျွန်တော်တို့3ည1ဆိုပြီးပြန်ဆင်းလိုက်အဲ့ဆိုတော့မနေ့ပြန်နေစာပြီးထိုးမှာပေါ့နော်ကျွန်တော်တို့ဒီ65ရဲ့3ညတည်ရေသူကတော့ ပြန်ကြဆိုင်ပဲပြောမှာစွန်းတော့သူကပြန်ကြဆင်းနိုင်တယ်ကျွန်တော်တို့ပုတ်တခုနေမှာဒီ86ဆိုပြီးမှဆင်းထားတဲ့အချိန်ကြီးကနည်းတဲ့အတွက်ဒီကဏ္ဍတွေကပြန်ဆင်းနိုင်တယ်ဟုတ်ပြီအကယ်၍ဒီကဏ္ဍတွေပြန်မဆင်းမဒီကဏ္ဍတွေပြန်မဆင်းခဲ့ရင်တောင်မှကျွန်တော်ပြောလို့2 3 5 6အခွေရတော့သူပြေးမလွတ်တော့ပါဘူးခင်ဗျအခွေလေးလုံးကို ဟုတ်ပြီကျွန်တော်တို့6 break ခုန6 break ကိုကျွန်တော်နောက်တစ်ဆိုင်နဲ့ပြန်သွားမယ်နောက်ဆိုင်နဲ့ပြန်သွားမယ်ဆိုတော့တောက်ကြညနေမှာ3ညတိထွက်တယ်3ညတိ3ညတိထွက်တဲ့ဟာကကျွန်တော်တို့သူ့အရင်ဘက်ကဒီတင်က6 break ကနောက်တစ်ဘက်မှာ9တိဆိုပြီးပြန်ဆင်းတယ်သူ့အရင်တစ်ဘက်ကနှစ်ပူ၄ break ကဒီမှာနှစ်ပူဆိုပြီးမှပြန်ဆင်းတယ်နော်အဲ့ဆိုတော့ဒီ3ပူကကျွန်တော်နောက်တစ်ဘက်မှာ3ပူဆိုပြီးပြန်ဆင်းနိုင်တယ်6 break မှာ3ပူကိုလည်းကျွန်တော်တို့လိုက်မယ် ပြောမစတော့6 break ကတော့အကုန်ထိုးမှာပေါ့เนาะ main tin ထိုးရမှာတော့မနေ့ပြန်60တခွက်ကို main tin ထိုးရမှာအဲဆိုတော့ကျွန်တော်တို့ဒီ6 60တခွက်ကငါနေ့ညနေ60ထောက်တဲ့ဆိုင်နဲ့60ကပြန်ကျနိုင်သေးတယ်ပေါ့เนาะဟုတ်ပြီပြီးတော့ကျွန်တော်တို့ဒီကျွန်တော်ပြရတဲ့ဆိုင်ပေါ့เนาะဒီ tissue တခွက်နှစ်ကိုဆိုတာလေเนาะ ီမှာအရင် view တွေမှာကျွန်တော် site ပြထားပါတယ်ဒီမှာတစ်ရှစ်တစ်ခွန်းနှစ်ကိုတစ်ရှစ်ပေါ့နော်အဲ့သုံးဘက်ကတော့ဒါတော့မွေးရမယ်ပေါ့နော်မွေးရမယ်ပြီးတော့ဒီ၈၃၈၆ကတော့သူကတော့ပြန်ကြ site ဟုတ်ပြီကျွန်တော်ပြပေးမယ်နော်ဒီတစ်ရှစ်တစ်ခွန်းနှစ်ကိုတစ်ရှစ်တစ်ခွန်းနှစ်ကိုနော်ကျွန်တော်နောက်တစ်ဆိုင်နဲ့ရှိအောင်မလား ရှိအောင်မလားဆိုတော့ကျွန်တော်ထပ်ကြည့်လိုက်ဒီမှာเนาะဒီက86အထောင်နဲ့ဒီကဒီမှာ35ဆိုပြီးစင်းတယ်အဲ35ဘယ်ကလာလဲဆိုတော့ကျွန်တော်တို့တစ်ချက်ကြည့်လိုက်အဲ35ရ86ရဲ့သူရဲ့တစ်ပတ်နှစ်ပတ်ကျော်ပေါ့เนาะနှစ်ပတ်ရောနှစ်ပတ်ကျော်ကဒီမှာ35 50ဆိုပြီးမှစင်းထားတယ်3950ဆိုရဲဒီ86ထွက်ပြီးနောက်တစ်ပတ်အဖွင့်နေမှာ35ဆိုပြီးလာကြတယ် အဆိုတော့ဒီတူမာကတူနဲ့ဖိုတိုကုနဲ့တော့သူကတစ်ရှင်းနဲ့ကျွန်တော်တစ်ခုံပေါ့နော်တခါလေးကျမနဲ့ကနန်းကလည်းကြာနိုင်တယ်ညနေကနန်းလည်းထပ်ဆင်းနိုင်တယ်အဲ့ဒီတွက်ကိုကျွန်တော်တစ်ရှင်းတစ်ခုံဆိုပြီးမှနှစ်ကွက်လို့ပေါ့နော်သူကပြောမယ်ဆိုတော့ဒီ86ထွက်လို့နောက်ဘက်မှာနှစ်ခတ်ထွက်တလားပေါ့နော်အဲ့လိုဆိုရင်ဒီ3ငါးဟာ3ငါးနှစ်ခတ်ပြန်ဆင်းနေဒီဘက်မှာလည်းတစ်ရှင်းကနှစ်ခတ်ကဒီဘက်မှာတစ်ရှင်းနှစ်ခတ်ဆိုတဲ့ဟာပြန်ဆင်းနိုင်တယ် ါဆိုတော့ကျွန်တော်တို့အခုနေ့မှာလိုက်ရမယ်ဟိုကျွန်တော်တစ်ချက်ရေးလိုက်မယ်เนาะမိန်ကတော့ကျွန်တော်တို့60အာဘောเนาะပြီးတော့ကျွန်တော်တို့အထက်က6 break ဘောเนาะနည်းပြန်တနေကုန်ဘောဒီက ငါးဘူးထွက်တဲ့ဆိုင်ပါလေကျွန်တော်ညနေပိုင်းကြတာရှိသေးတယ်ပြီးတော့ကျွန်တော်တို့ဒူကတော့ဖားလိုက်မလဲဆိုတော့ခုနကျွန်တော်ပြောတဲ့ dish တက်ခွန်နက်ကိုအာ dish တက်ခွန်နက်ကိုအာဟုတ်ကဲ့ဒီတော့ဒီ dish တက်ခွန်နက်ကိုအာကိုလိုက်မယ် ဟုတ်ပြီကျွန်တော်တို့အရန်ကပြန်ကနန်းကိုပြန်ကြဦးပါကျွန်တော်ရန်ကစားမှာပေါ့နော်ပြန်ကြပြန်ကြကခုနကကျွန်တော်ပြရဲလဲစိုက်ပြန်ကြကဒီ653ရာ1ရေကျွန်တော်တို့ဒီ73 76ရေ နှစ်ကွက်ပါနော်အဓိက main ကတော့ကျွန်တော်တို့ဒီ6 break ကိုလိုက်မှာပေါ့နော်6 break 60တပွက်ကိုလိုက်မယ် 60ဒုက္ခကိုလိုက်မယ်ပြီးတော့ဒုကတော့ကျွန်တော်တို့ပြောမယ်ဆိုတော့ဒီ18ခုနှစ်ကမွေးကနန်းနော်မွေးကနန်းဆိုပေမဲ့မင်းပြန်စထိုးလို့ရတယ်မင်းပြန်နေစပြီးမွေးပြီးထိုးလို့ရတယ်ဒီဟာ18ခုနှစ်ကိုဆိုတာမွေးကနန်းနဲ့ပါမယ်တပတ်စာတပတ်စာနေတဲ့ကနေတိုင်းတည်တဲ့ကိုငွေနဲ့ကိုချိန်ဆကြပါတော့အဲဆိုတော့ကျွန်တော်ပြန်ကြဆိုင်ကဒီ၄ခွဲရှိမယ်အဓိကလိုက်ရမှာတော့ main 60 ဘိန်း60အပြင်ကျွန်တော်နောက်တစ်ခွက်တစ်ခွက်ရှိသေးတယ်တစ်ခွက်ကိုကျွန်တော်ပြန်ပြပေးဒီမှာเนาะကြာငါနေ့က50 5ဘူး5ဘူး5ဘူးထွက်လို့ဒီမှာ60 60ဆိုပြီးမှလိုက်တော့ဒီတစ်ပင်မှာ60ဆိုပြီးမှတော့မလိုက်တော့ဘူးအဲ့ဒီအတွက်ကိုကျွန်တော်တို့60တစ်ခွက်ကိုလည်းတင်းနှလာနေမှာအဖွင့်နေမှာစထိုးမယ်ကျွန်တော်60တစ်ခွက်ထပ်တက်ပေး ကျွန်တော်တို့ကဒီကပြန်ကြရတော့ပြန်ကြလေးခွက်ကတော့ဘောနောပုံမှန်လေးပေါ့တိုင်းမကြိုက်ရင်တော့ထိုးစရာရင့်ကြီးလို့တော့ထိုးရင်ထိုးဒါမှကိုကြိုက်တော့ကိုမိန်တင်ထိုးထိုးပေါ့နော်ကျွန်တော်တူပေးတဲ့ဟာတော့ဒါမွေးခွက်ထဲတော့မှာပေါ့ညမွေးပွဲဆိုင်နေကျွန်တော်တပတ်စာခွေ break ခွေ break တွေကိုကျွန်တော်တည်တံကန့်နဲ့ထုတ်ပေးမယ်ကျွန်တော် Viber Telegram channel တွေကိုကျွန်တော် comment မှာ link ချထားပေးပါမယ် free join တဲ့လူက join လို့ရပါတယ်ခင်ဗျ member ကြီးလုံးဝပေးစရာမလိုဘူး ပြီးတော့ကျွန်တော် channel လေးကို like နဲ့ subscribe နှိပ်ထားပေးကြပါဘူး။ဘာလို့ video အသစ်တင်နိုင်တွေ့လို့ရအောင်မြင်လို့ရအောင်ဘောနော်သိရအောင်ဟုတ်ကဲ့ကျွန်တော်ကတော့ရရန်များချပြပေးပါမယ်ကျွန်တော် friend site တွေဟုတ်ကဲ့ပါ video တွေကတော့ဒီလောက်ပါဘူးခင်ဗျကြည့်ပေးတဲ့ရောက်ချင်းတွေကိုကျေးဇူးတင်ပါတယ်